ြိသက်တွေဟိုဖွဖွေးကမ်းဘတ်ဆိုပြီးတခြားလေးကြည့်တင်နေကြရဲဆန္ဒကိုအပြည့်ဝဖြည့်ပေးနိုင်နိုင်မယ်လို့ကျွန်တော်ကယုံကြည်ပါတယ်တရုတ်ဆောင်ကြီးတွေကဟိုဘာကြောင့်သူတို့ဒီချိန်ထိအောင်မြင်နေလဲဘာကြောင့်အောင်မြင်ခဲ့လဲဆိုတဲ့ဟာကြီးကိုဒီကားမှာကျွန်တော်ဒီလူငယ်ဒရိုက်တာအတိတ်တယောက်အနေနဲ့တင်ခွင့်ရခဲ့ပါတယ်အောင်မြင်ပြီးတဲ့သူတွေကပို့ပြီးစူးစမ်းကြတော့တွေ့ရတယ်ပေါ့နော်တရုတ်ဆောင်တွေကတခြားကြိုက်စူးစမ်းမှုအားနည်းရလေးတွေရှိရဲပြီးတော့ဟိုဆက်ဆံရေးမကောင်းတာမျိုးလေးတွေရှိအောင်မြင်ရတဲ့သူတွေမှာလည်းအောင်မြင်ရအောင်မြင်စေတဲ့အကြောင်းရင်းရှိရဲဆိုတာပို့ပြီးနားလဲသွားပါပေါ့နော် ဘာကြောင့်တို့ဒီဒီလိုမျိုး academy များရှင်နေဖြစ်နေလဲဘာကြောင့်တို့ဟိုနေရာတစ်ခုမှာခိုင်မာရည်တည်နေလဲဆိုတာမျိုးကြီးကိုပို့ပြီးတော့ကျွန်တော်သိခဲ့ရပါတယ် ညာကျွန်တော်ဒီရပိုင်းကတော့မတက်မရဆိုရရုပ်ရှင်စကားကြီးပေါ့နော်ရိုက်ကူပစ္စည်းသွားပါတယ်အခုကနားနေရပေါ့နော်ကျွန်တော်တို့ကတကားတကားမရိုက်ခင်ရတဲ့အချိန်ယူရတယ်အရန်ပြင်ဆင်ရရိုက်ပြီးနေလဲအဲ့လိုညော့ပြီးတော့ပင်ပန်းရပါတယ်အဲ့တော့ဒီကားကြီးမှာလဲတကယ်ကို Elise Atta ရေး Elise တိုးဆောင်နေနေ အာပြီးတော့ဟိုဘောနော်တိတိဆောင်တိတိရောလူငယ်တွေရောအများကြီးတခြားလေးစ조사ခဲ့ကြရဆိုတော့တကယ်တည်းအများကြီးဟို조사ဖြစ်ခဲ့ကြပါတယ်တစ်ခွေသားလို့အခက်ခဲတွေလည်းအများကြီးပါပဲတရက်တရက်ကိုမတူတဲ့မယိုးနိုင်တဲ့အခက်ခဲတွေကအများကြီးပေါ့နော်ဒီအခက်ခဲတွေဂျာတွေကနေတစ်ခွေသားလို့အများကြီး조사ခဲ့ကြရတယ်အခုချိန်မှာရေကူးပြီးဆုံးသွားပါပြီတကယ်တစ်ခွေသားလုံးလုံးနဲ့ကျေးဇူးအများကြီးတင်ပါတယ်ဟုတ်ပြပါခင်ဗျမတက်မရစကားကြီးကိုရိုက်ပြီးအချိန်မှာကျွန်တော်ကျင်းတဲ့အာမှုအပြည့်ရှိပါတယ်ဟိုကျွန်တော်ကိုယ်တိုင်ကလည်းဒါအမအောင်လည်းသိရပါတော့အဲ့လိုရှူတင်ပါဆိုလဲကိုမကြည်နဲ့ တင်ကျင်းတဲ့မှုမရမချင်းကျွန်တော်မလွတ်တတ်ဘူးအဲဘယ်လိုပြောမလဲမပြီးဆုံးလိုက်ဘူးပေါ့နော်ကျင်းတဲ့မှုမရမချင်းကိုရအောင်ကြိုးစားတက်တဲ့သူမျိုးဆိုတော့တကယ်ပြီးွားအချိန်မှာတကယ်ကျင်းတဲ့မှုအပြည့်ရှိပါတယ်အဓိကမဖွေးပေါ့နော်မဖွေးရဲ့ item တွေဒီကမှအရန်ဟိုပရိသတ်တွေဟိုဖွဖွေးကမ်ဘတ်ဆိုပြီးတခြားလေးကြည့်ကျင်နေကြရဲဆန္ဒကိုအပြည့်ဝဖြည့်ပေးနိုင်နိုင်မယ်လို့ကျွန်တော်ကယုံကြည်ပါတယ်ဟုတ်ကဲ့တကယ်ပေါ့နော်ဒီတယောက်ဆောင်ကြီးတွေကဟို ဘာကြောင့်တို့ဒီချိန်ထိအောင်မြင်နေလဲဘာကြောင့်အောင်မြင်ခဲ့လဲဆိုတဲ့ဟာကြီးကိုဒီကားမှာကျွန်တော်ဒီလူငယ်ဒရိုက်တာအတိတ်တယောက်အနေနဲ့သင်ယူခွင့်ရခဲ့ပါတယ်ဟိုအများကြီးမှတ်သားစရာလည်းရပါတယ်တကယ်အရန်နဲ့လေးစားပြီးပို့ပြီးတော့လေးစားချက်ခင်ရပါတယ်ဟုတ်ဟုတ်ကဲ့ဟိုပေါ့နော်ဒီဟိုတိရွဆောင်ကြီးတွေကတိရွဆောင်တချို့တိရွဆောင်အတိတ်လေးတွေထဲပို့ပြီးတော့စူးစမ်း ကြရတယ်ပို့ပြီးစူးစမ်းကြရတယ်အဲအောင်မြင်ပြီးတဲ့လူတွေကပို့ပြီးစူးစမ်းကြတော့တွေ့ရတယ်ပေါ့နော်တုပ်ဆောင်တလေးတွေကတခါကျရင်စူးစမ်းမှုအားနည်းရလေးတွေရှိရဲပြီးတော့ဟိုဆက်ဆံရေးမကောင်းတာမျိုးလေးတွေရှိရဲတကယ်အောင်မြင်ရတဲ့လူတွေမှာလည်းအောင်မြင်ရအောင်မြင်စေတဲ့အကြောင်းရင်းရှိရဲဆိုတာပို့ပြီးနားလည်သွားတာပေါ့နော်ဘာကြောင့်တို့ဒီဒီလိုမျိုး academy များရှင်နေဖြစ်နေလဲဘာကြောင့်တို့ဟိုနေရာ တစ်ခုမှာခံရမှာရည်တည်နေလဲဆိုတာမျိုးကြီးကိုပို့ပြီးတော့ကျွန်တော်သိခဲ့ရပါတယ်ပြီးတော့ဟိုသင်ခန်းစာတွေလည်းအများကြီးရအတူတူစရာတွေလည်းအများကြီးရပါတယ်ဟုတ်သင်ရပါတယ်သင်ရပါတယ်ဘာလို့ဆိုတော့ကျွန်တော်တို့ဟို ိုကိုကပြေဆုံးနေတဲ့သူတယောက်လို့ဟိုမခံယူသင့်ဘူးလို့ကျွန်တော်ကမြင်ပါတယ်ကျွန်တော်ကဘယ်တော့မှမခံယူကျွန်တော်အမြဲတမ်းဟိုကိုထက်ငယ်ရာဖြစ်ဖြစ်ကြီးရာဖြစ်ဖြစ်ဟိုကိုကိုကနေရာတစ်ခုအဲအခုချိန်မှာနေရာတစ်ခုလေးမှာရနေရဆိုရင်မဲ့နေရာမရသေးတဲ့သူကဖြစ်ဖြစ်ပေါ့နော်အခုလိုမျိုးတကယ်ကိုထိတ်တန့် A list ီနီယာရဲ့ဆရာဖြစ်ဖြစ်ပေါ့ဘ누구ဆရာဖြစ်ဖြစ်ကျွန်တော်ကတင်ယူရဲကျွန်တော်ဟိုအမြဲဟိုကိုမသိလို့ရှိရင်မေးတယ်အဲ့အားလေးကဘယ်လိုလုပ်တာလဲအဲ့အားဆိုဘယ်လိုလုပ်ရတာလဲအဲ့လိုအမြဲမေးရပေါ့နော်ဒီလိုပဲကျွန်တော်အမြဲဟိုစူးစမ်းရင်းနဲ့ရှင်းတန်းနေရမယ်ဆိုတော့အဲဆောင်ပုတ်ကိုပဲကျွန်တော်အမြဲလက်ကင်ထားပါတယ်အမြဲလည်းဟိုတင်ယူရင်းနဲ့စူးစမ်းဖြစ်ပါတယ်ပေါ့ပေါ့နော်ဟိုအပြန်အလှန် respect ပေါ့နော်ဟိုဟိုကျွန်တော်ကဒီတရုတ်ဆောင်တလီနေခါကြတော့လေအမျိုး ဟိုစူကအော်ရဆဲရတောင်းကြရတာပုံများတာပေါ့နော်ဒါအငယ်လေးတို့ respect မထားမျိုးတော့မဟုတ်ဘူးသူတို့ဖြစ်စေချင်တာကောင်းစေချင်တယ်အဲ့စီနာနဲ့ဒီကြောက်အောင်အာစူးစားမယ်ဆိုရင်အတိတရားဝင်အောင်အဲ့လိုမန်ရတာတောင်းကြရတာအဲ့လိုတခါကျရင်စားလို့လည်းပြပောက်တာအဲ့လိုမျိုးရှိတာပေါ့နော်တိကျဆောင်ကြီးနေကြရတယ်အဲ့လိုမျိုးလှုပ်ရှားမလို့ပေါ့သူတို့ကတော့မှကျွန်တော်တစ်ထပ်ပို့ပြီးအများကြီးလှုပ်ခဲ့ပြီးအများကြီးပို့အောင်မြင်ခဲ့ပြီးဖြစ်တဲ့အတွက်ဒီလိုမျိုးကြီး အတီတရားကိုထည့်ပေးစရာမလိုတဲ့အခြေအနေဖြစ်သွားပြီပေါ့အဲကြတော့သူတို့မှလည်းသူတို့ရဲ့အတွေ့အကြုံတွေအမ်ပညာတွေဝန်းဆိုင်အများရှိပြီးသားဆိုတော့ကိုလိုဂျင်နာနဲ့ညှိနှိုင်းရတာပေါ့ကျွန်တော်ကအဲ့လိုကြမ်းချော့ပြောရဲဟိုအနီကုန်းပုံတို့မက်မယ်လိုဒီတို့ဆိုလေသူတို့အင်တာဗျူးလေးဖြေတာတွေ့ရသူတို့ကျွန်တော်ချော့ပြောတာကိုသူတို့သဘောကျတယ်ဆိုတာကျွန်တော်အဲ့လိုအဲအဲ့လိုအကြီးကြီးနဲ့တွေ့လို့ရှိရင်ကျွန်တော်ချက်ချော်ပြောတာနှစ်ယောက်ထဲတူတူလေးကပ်ပြီးတို့တို့ရှိရတို့တို့လှုပ်ချင်တာတို့လှုပ်ချင်တာအချက်ချော်ပြောရှင်တို့ကလည်းအေးလုံးမယ်ဆိုတာကြီးပဲအဲ့လိုမျိုး ဟိုခက်ခဲတာတွေအဲ့လိုညှိနှိုင်းရခက်တိုင်မရှိပါဘူးအကုန်လုံးကဟိုကျွန်တော်ငယ်တယ်လူငယ်ဒရိုက်တာလေးဆိုပေမဲ့ကျွန်တော်ရဲ့ခံယူချက်တွေကျွန်တော်ရဲ့အမြင်တွေကိုသူတို့ respect ပေးပြီးတော့အကောင်းဆုံးစူးစမ်းရတယ်ကျွန်တော်ကိုယ်တိုင် respect ပေးပြီးတော့ shooting မှာအားလုံးပြောင်းထားရတယ်အဲ့တော့ရိုက်ကူးရေးကတော့အစီအတင်နဲ့ပဲဒါဆောင်းဝင်ကန်းတွေကိုရိုက်ကူးပစ္စည်းခဲ့ပါပြီဟုတ်ဟုတ်ကျွန်တော်ကတော့ဒီဒီဒီကားလေးကိုဒါကျွန်တော် ပြင်ဦးနေမျိုးမှာရိုက်ကူးခဲ့ရပါတော့နော်ပြင်ဦးနေမှာရိုက်ကူးခဲ့ရဆိုတော့အမတ်တရားတွေကအများကြီးပဲအမတ်တရား ကောင်းလာတယ်ဆိုတာဆိုရဲအမတ်တရပုံများခဲ့တယ်ဗောနော်ဒီရကူကြီးပင်ပန်းခက်ခဲစိတ်ညစ်ခရဟာအများကြီးရှိပါဒါပေမဲ့အမတ်တရကောင်းနေနေဂျပန်ပြောရအောင်ရှင်ကျွန်တော်ပြင်းလင်းမျိုးအရန်ချစ်သွားတယ်ဗောနော်အရန်ပြော်ရယ်ကျွန်တော်ပြုံးနေပါလေကျွန်တော်ငယ်တုန်းကတိုးဆောင်နေတဲ့တုန်းကတော့ပြုံးနေမှာခဏဟိုသွားပြီးရကူခဲ့ဘူးကြီးအချိုင်းနေခဲ့ဘူးကြီးရှိပေမဲ့ ကျွန်တော်အဲ့လိုမျိုးအကြာကြီးဒီဟိုဘောနော်လဲပတ်ရထွက်တာတိတ်မရှိခဲ့ဘူးဘောနော်ဒီဒီတစ်ခေါက်ကတော့ကျွန်တော်အဲ့လို shooting အားရဲ့မျိုးလို shooting နားရဲ့အချိန်မျိုးဆိုရင်ပြင်းလေးမျိုးမှာကျွန်တော်ရှောက်သွားနေရပြီရှောက်သွားနေရဆိုတော့တကယ်ကိုပြောစရာပြောစရာကောင်းတယ်တကယ် agent နဲ့မျိုးလေးကိုကျွန်တော် အရင်တော့ကြားရပါဘောနော်အဲ့လိုအသက်ကြီးလိုက်တာပြင်းလေးမှာအဲ့လိုအကြာကြီးသွားနေစဉ်နဲ့အဲ့လိုအခြေချနေတဲ့စိတ်ကလေးဖြစ်သွားရပါဘောနော်အဲ့ဒီမှာအင်ဝဲကျင်းပါအဲ့ဒီမှာတကယ်ပြင်းလေးမျိုးလေးတကယ်အရင်အရင် agent ပြီးတော့အရင်အရင်လာတယ်ဒါကျွန်တော်မြန်မာနိုင်ငံမှာတကယ်ကို တို့လှတဲ့မျိုးလေးရှိရတယ်အရင်ဂုံယူရတယ်ပေါ့နော်ကျွန်တော်ကဟိုရှုခင်းနေခန်းစားတက်တဲ့သူမျိုးဆိုတော့မြင်မြင်သမျှကကျွန်တော်တို့အတမိုးထက်သာဖြစ်